ตามีเลุ่ยแยกก็หกกมหกเตบูယောက်ျားတယောက်ကဒီလိုပုံစံနဲ့ဘလို့လုတ်ပြီးတော့မိအိမ်ထောင်ကြီးကိုတိဆောက်มาလဲကိုအိမ်ထောင်ကြီးကိုကိုကတံမိုးထားပြီးတိဆောက်ရတယ်လေဟိုမှာတာဘာလုံနေလို့လဲဘာလုံနေလို့လဲဟုတ်လားငါချွေးမငါ့ကိုအကုန်ပြောထားပြီးပြီနော်ငါပြောအမပြောမယ်နော်ငါမြင်းနဲ့ရောက်ဒုက္ခရောက်မဲ့အရာတော့ငါလက်မခံနိုင်ဘူး နော်မင်းဒီတိုင်းရှစ်ဆက်သွားနေမယ်ဆိုလို့ရှိရင်ငါ့အမိန်လို့လည်းမခေါ်နဲ့ငါအိမ်ကိုလည်းမလာနဲ့နော်ငါချွေးမနဲ့မင်းညောက်ကိုငါအိမ်ပေါ်ခေါ်တင်ပြီးငါကြွေးထားနိုင်တယ်မမဟုတ်သေးပါဘူးတဘာတွေလျှောက်လို့ထားလို့လဲဗာတဘာမှမလုပ်ဘူးအဲ့မင်းအမအောက်ဘာတွေလျှောက်ပြောထားရမလဲ မင်းကချွေမအောင်လာမဲမနေနဲ့နော်မင်းအကြောင်းကိုမင်းတိယောက်ျားကောင်းတယောက်ဆိုတာဒီလိုမျိုးတွေရှုပ်ရတာမဟုတ်ဘူးမဟုတ်ဘူးလေအမရတားဘာလုံးမိလို့လဲတားလောက်အစင်းနေတာတားပဲရှိတယ်သူ့ပေါ်မှာအနုခခန္ဓာလဲတားပဲမင်းအဆက်ဟောင်းနဲ့မင်းဖုံးနေပြန်ပြန်ပြောပြောနေတယ်ဆို ဟုတ်ပါဘူးအမကလည်းဒီတိုင်းမှာမိတ်ဆွေလိုပဲတာเจ้าမာเจ้าနဲ့အလုတ်ကိစ္စလေးပြောတာပေါ့ဒီလောက်ပါပဲ။အော်တားရဲ့အဲ့ဒါလေမိမတယောက်ရဲ့တန်စိတ်ကိုတန်တရားစိတ်ကြီးဝင်သွားအောင်မင်းလှုပ်လိုက်တာ။အိမ်ထောင်တစ်ခုမှာပြောပြမယ်ပြက်တန်တာစဖြစ်တာကအဲ့တန်တရားစိတ်ကနေစဖြစ်ကြတာပဲ။နော်မိမိတ်ဆွေကိုမိဖုံးပြောတယ်ဆိုလို့ရှိရင်လေမိမအရှိမချပြပြီးပေါ်ဒီစပီကာဖွင့်ပြီးမပြောလိုက်လေ အဲ့ဒါဆိုရင်နေ့အဆက်ဟောင်းမကလို့နေ့မယားကြီးပါဖြစ်ဖြစ်သူ့အနေနဲ့မင်းပြောတဲ့စကားရိုးရှင်းတယ်ဆိုတာသူပါတန်နဲ့ဖြစ်မှာလေအခုတော့မင်းကအပြင်ထွက်ပြီးတော့တုတ်တိတ်တိုးတိုးခိုးပြောတယ်လို့မျိုးဆိုတဲ့ခါကျတော့သူစိတ်တွေမလုံခြုံဘူးလေအမျိုးသမီးတယောက်ကစိတ်အားငယ်တယ်လေတန်တရားတွေကြီးဆိုးတယ်လေအဲ့စိတ်ရဲ့ဖိစီးမှုကဘလောက်ဆိုးွားတယ်ဆိုတာငါတန်းနေမသိဘူးလားအိမ်ထောင်ရင်းတော့ခမသိပြစ်သွားနိုင်တယ်နော် မိမတွေရဲ့စိတ်တန်တရားစိတ်ကလေတကယ်ကြောက်စရာကောင်းနေအဲ့လိုမျိုးဖြစ်အောင်ငါတမလုပ်ရဘူးလေဟုတ်မှာကျွန်တော်ကလည်းဒီလိုပါပဲအမရဲ့သဘောယိုးပါပဲဘလို့ပဲသဘောယိုးပဲဖြစ်ဖြစ်အမပြောတယ်လို့ပဲကိုနဲ့တူနေရိုးသားွားပြီဆိုလို့ရှင်ကိုမိမကိုပေါ်မှာတန်တရားမရှိအောင်စပီကာဖွင့်ပြောသူ့အရှိကိုလက်ခံပြောလိုအပ်လာတဲ့ကူညီကိုလည်းပေးလို့ရတယ်နော်ဟုတ်မှာပြန်ပြီးဆက်တွယ်လို့လည်းရတယ် ဒါမရှင်းလင်းဖို့တော့လိုတယ်အခုတော့မင်းရဲ့စပီကာလည်းမဖွင့်ဘူးမိမကွယ်ရာကိုလည်းတွားပြီးတော့တိုးတိုးတိတ်တိတ်ပြောနေတယ်ဆိုတော့အဆက်ဟောင်းကလည်းဟုတ်တယ်လေဟုတ်ကဘာပေါ်မှာရှိတဲ့မိမတိုင်းကိုမေးကြည့်ဘယ်မိမမှတလောက်ကတော့တဘောသားမကြီးနိုင်ဘူးနော်ဟုတ်ပါအဲ့ဒါကိုလည်းစိတ်ဆိုးမနေနဲ့